စကြအချုံပုံစံလေးလို့မေတို့စားလို့တာဆိုမေတို့စီးပွားရေးလို့ပဲပြောလို့ရနောက်ပြီးတော့တမီးကကြာဟိုငားတဲ့နေရာလုတက်တယ်ဒီတော့အေဖိုးဆိုင်ကိုတဝက်ယူလိုက်ရတဝက်ချမ်းလိုက်တယ် တဝက်ချမ်းပြီးတော့နောက်၄စိတ်ပြန်စိတ်တာနောက်တဝက်ထက်ချမ်းချမ်းပါတည်းရော။ဒီအချုံပုံစံလုပ်ဖို့အတွက်ကိုတောင်ငန်းပြန်ညှပ်။ဒီတောင်ငန်း ူတောင်ရံလေးရပြီဆိုရင်ကြိုက်လို့ရတယ်အဲ့ဆိုကောက်ကိုထွင်ရတာပေါ့အယောင်ပေါ်ဒီလိုမျိုးအယောင်လေးတွေဖြစ်အောင်နောက်ဟို၃ယောင်ချယ်လေးလည်းထွင်တယ်အဲ့ငါဆက်ကြတခုဖြစ်ဖို့ရှေ့ရက်ကတ်ရရှေ့ရက်ကတ်ရ ရကိုက်ပွားတရားအပေါ်ပြန်တော့อ่ะဒါရှိရရှိရရှိရကိုက်ပွားအဲ့ရှိရကိုအလုံးဖော်ပေါ်ပြန်ကိုက်ပြီးอ่ะ ရက်ကို100ကျော်200ကျော်လောက်ရတယ်။ဒါပေမဲ့ခါလေးပစ္စည်းဟိုပို့ပြီးသွားလို့ရှင်ပစ္စည်းပြန်ရင်တရက်လောက်နာနောက်ပစ္စည်းသွားဝယ်အဲ့လိုထက်လို့အဲ့လိုမျိုးနားလိုက်လောက်လိုက်အဲ့လိုလုပ်ရတယ်။ပိုက်ကိုထည့်မယ်။နောက်ပိုက်ထည့်ပြီးတော့ဒီကောင်လေးတောင်းလို့ပိုက်နေပိုက်ထည့်ရတယ်။ တောက်ဆိုင်ကိုကိုလေးဟာလေးကိုတန်းစီပြထားအော်လှလိုက်တာပေါ့အဲငါလည်းတဖုံသွားရိုက်အောင်မကိုကနဲ့ကိုကိုကနဲ့ကိုဂျိုးကမရိုက်ဘူးသူများဆိုင်မှာထိတ်တိုင်းငါလည်းတဖုံသွားရိုက်ရမယ်ပေါ့အဲ့လိုမျိုးပေါ့အဲ့လိုစိတ်မျိုးကြီးကိုလုပ်တဲ့ဟာလေးတွေပေါ့အဲ့ဒါမင်းနမည်ခိုင်ငင်းဆန်ပါတော်တော်ကြာပြီနေ30လောက်ရှိပြီမင်းတို့အမ်ဟုတ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 ်ဒါမင်းကတက်25ပါ25ပါဟုတ် အေးလာပြတာတော့မဟုတ်ဘူးမေတို့စားလို့တာဆိုမေတို့စီးပွားရေးဘယ်လိုပဲပြောလို့ရနောက်ပြီးတော့အမီးကကြာဟိုငါးတန်းနေရလုတ်တက်တယ်ဒါလေးဆိုရင်ကိုယ့်အိုထွင်ရတာပေါ့အအယောင်ပေါ်ဒီလိုမျိုးအယောင်လေးတွေဖြစ်အောင်နောက်ဟိုသုံးယောင်ချယ်လေးလည်းထွင်တယ်သုံးယောင်ချယ်သုံးယောင်ချယ်ဒီလိုသုံးစင်ပဲသူတို့ကကြာသုံးပိတ်လုံးအယောင်နေကြီးပဲအဲဒီကောင်ကြာအကြည့်လေးပေါ့အဲလိုမျိုးထွင်ရတာအကြည့်မှလည်းအဝိုင်းဆိုင်ဆိုတာရှိတယ်ဒီလိုအဝိုင်းဆိုင်လေးရှိတယ်အဲလိုထွင်ရတာ အရင်ချင်းချင်းလောက်ရကိုရင်ဟောရောင်းရလဲဆိုတော့ဖောက်တယ်ပေးရအရင်တော့ကဖေဖေကရောင်းတယ်အဲတိုင်းတတိုင်းမှာဆိုရင်အလက်ဒီလိုအလက်ကလေးတရာလောက်ဆင်ရရင်တိုင်းတတိုင်းမှာအဲအဲတနည်းကိုတရာထည့်သွားလို့ရှင်အလုံးစုံတော့ရောင်းလာရရင်တော့50 60လောက်ပေါ့အဲတနည်းကအလောက်ရောင်းရရောင်းတော့ဆိုရင်အခုကရောင်းရင်းနဲ့ကိုကမရောင်းတော့ဘူးတိုင်းလိုပုံစံဖြစ်သွားရတဲ့အတွက် alright ပန်းဆိုင်ပေးတယ်ပေးဟုတ် ပန်းဆိုင်ကိုပြပန်းဆိုင်တွေကလည်းအလိုပေါ့တစ်ခါမှရင်90အလက်90အကြီးကြီးနဲ့ပေါင်းမှရင်အကြီး30အဲ့လိုမျိုးဟုတ်တစ်ခါမှရင်90 90တဲ့ကျော်ကလည်း100 80အဲ့လိုမျိုးတရက်ကို100ကျော်200ကျော်လောက်ရတယ်ဒါပေမဲ့တစ်ခါလေးပစ္စည်းဟိုပို့ပြီးသွားလို့ရှိရင်ပစ္စည်းပြန်ရင်တရက်လောက်နားနောက်ပစ္စည်းသွားဝယ်အဲ့လိုထပ်လုပ်အဲ့လိုမျိုးနားလိုက်လုပ်လိုက်အဲ့လိုလောက်ရတာပို့ဘူးပြောရမလဲ က်ကြလုပ်ငန်းလို့ပဲပြောမှာဟုတ်อืมပြောတာပဲလေအဲဖုန်းဆက်လို့ရှင်လေဘာငါအိမ်ကလည်းဟုတ်ပါတယ်ဆက်ကြလုပ်ငန်းရပါဘာလေးမှားချင်းလေအဲ့လိုမျိုးပြောရတာပဲဟုတ်အရင်နေရှင်းတာပေါ့ဟိုအရင်အရင်တော့ဆိုရင်တော့တိတ်ဟိုဟာတသိန်းကျော်နဲ့သိန်းကျော်နဲ့အရင်ဖြစ်တယ်ခုကကြာလေးသိန်းကျော်၅သိန်းလောက်မှကိုအရင်ကပြင်ရတယ်အဲ့လိုဖြစ်နေဟုတ်တလက်ကိုရောင်းကိုပိုင်ရုံးသေးဆိုလို့ရှင်တော့2000ပေါ့ဟုတ်ကဲ့ဒီလေးလေးတွေကထောက်တယ်ပြီးရင်တော့800 900 ဟုတ်600 900လောက်ပေးရတယ်။အကြီးကကျတော့ကိုပိုင်ရောင်းသိဆိုရင်တော့4000ပေါ့။ပေါက်တယ်ပြီးရင်တော့2500အဲအဲ့လောက်တော့ပြီးပြီ။ဟုတ်။အဲလောက်တော့လောက်ပါတယ်။အဲစီးပွားရေးဆိုရယ်သိရမလား။ပိုလိုက်စားလိုက်ပိုလိုက်စားလိုက်အဲ့လိုပဲ။စားလို့မလုပ်ဘူး။မလုပ်ဒီစီးပွားရေးပဲရှိတယ်။ကိုလုံနေကြဆိုတော့ဒီတိုင်းမှာပဲဖိနေဆိုတော့တိတ်မရှိတော့အရင်တော့ဆိုလို့ရှိရင်တော့လှတယ်ငါလှငါကြိုက်လဲတဲ့ဟာလေးလှလိုက်တာအလှပဲ ကိုကလှတယ်လှဆိုကြိတ်ကြိတ်ကြိတ်ကွာလှတဲ့အယောင်နှောင်းရင်းရင်းနဲ့ကြိတ်ကွာလှတာပဲသိကျင်တာအဲစိတ်ထဲမှာလှနှောင်းဝင်လုံးမယ်ဆိုရဲစိတ်မျိုးနဲ့ကြိတ်ကြိတ်ကွာလုံးလုံးလိုက်အာလုံးလိုက်တာနောက်ပိုင်းကျတော့အဲ့စိတ်မျိုးတွေကမတွေးပြတော့ဘူးကိုအဲ200ကျော်300ကျော်အဖောက်တဲ့ပို့ရမယ်ဘလောက်ပြီးဟန်လို့ရမယ်အလိုတင်းတင်းတင်းအဲတင်းရှိတဲ့လောက်ပေါ့300ကျော်ဆို300ကျော်200ကျော်200ကျော်အလိုလောက်ရအဲတင်းတော့တင်းပြပါတယ်ဟိုကိုမကြီးကိုမောင်နှမကြီးဆိုလဲတင်းပြီးရေ ရပါအသိဉာဏ်နဲ့ဆိုသင်ပေးရမှာပေါ့။ဟုတ်ပါဘူး။အဲပြောမှဆိုရင်တော့တည်ဆွင်မှုကောင်းကောင်းရင်ပိုကောင်းတယ်လို့ပြောရမယ်။စိတ်ငြိမ်စရာတော့မလိုဘူးလေ။တည်ဆွင်မှုဆိုတာအသက်ဆန်းလေးငါဘယ်လိုလုပ်ရမလဲ။အဲအဲ့လိုမျိုးအသက်ကလေးငါဘယ်လိုထုတ်ရမလဲ။အဲ့လိုမျိုးတွေးပေးနိုင်ရင်တော့ပိုကောင်း။အာအကြီးအကြီးလေးတွေပေါ့။အာနောက်အများကြီးရှိသေးတယ်။ဒါပေမဲ့ဟိုကိုကပို့လိုက်တာ။ပို့တယ်ရောင်းတယ်ဆိုတော့ဒါတွေကမရှိတော့ပုံသွား။ ဝဲတဲ့သူကတော့ရောင်းအမြတ်ဒီလိုအချွန်လေးတွေပဲကြိုက်ကြအဲအချွန်လေးတွေဒီလိုမျိုးပေါ့စက်ကြားကြိုက်ထားတဲ့အချွန်လေးတွေသူကကြောက်ရောင်းအားတွက်တယ်လေအဲတချို့တချို့ဆိုပန်းဆိုင်ကြီးမှာဆိုရင်တော့ရောင်းအားတွက်တယ်တချို့အိမ်ကြီးမှာဆိုလို့ရှင်တော့အကောင်ပလောင်းလေးလာတာဆိုလို့ရှင်ဒါလေးတွေထားရင်ပျောက်သွားတာတို့တချို့ကတော့လက်ကီးပွင့်အောင်လို့ထားတာတို့အဲတချို့ကတော့ဘေးရေတွေထားတာတို့အဲ့လိုမျိုးမျိုးမျိုးဆိုဖြစ်ရပါဘို့ဟုတ် အဲ့အဲ့တော့မရှိရှိရှိရင်တော့အဲ့လိုမျိုးတော့တစ်ခုစားနှစ်ခုစားမှားတယ်အဲ့အချူလေးတွေပေးပါတို့အချူလေးတစ်ခုနှစ်ခုလောက်တို့အဲ့အဲ့ရဲတွေအတွက်တို့အချူလေးတစ်ခုနှစ်ခုလောက်တို့နောက်အနီလေးတို့အဲ့လိုဖြောင်းနေပါရှိရလေအနီတို့တချို့အရင်ဒီမလို့ကဒီ9ရောင်ပဲသုံးတာဒီရက်9ရောင်ပဲသုံးတာအားလုံးမဲ့တော့နာဒါမဲ့ order ဟိုရေတရအတွက်ဆိုလို့ရှိရင်အဖြူတို့ကောက်မှလိုက်ကိုအနီတို့အပြာတို့အဲ့ချိန်ညာကိုကတက်တက်လုပ်ပြရတယ်ဒီအဝိုင်းလေးလေအလှပေါ့သူတို့ဓမ္မရရင်လှအောင်လို့ အဝိုင်းလေးလေကမင်းကလေးဆိုရမ်းကြိုက်တယ်အဲကို့အရွယ်ဆိုလဲလို့ပေါ့အဲဓာတ်ပုံရိုက်ချင်းလဲဆိုဝယ်ဝါးကြတာရရှိဖြစ်တာဟုတ်အဲဥမာဟိုတောင်းကလာမှာဆိုလို့ရှိရင်ရောစားတောက်ဆိုင်အဲ့ဒီဒီစားတောက်ဆိုင်မှာကိုလေးဟာလေးကိုတန်းစီရတာအော်လှလိုက်တာပေါ့အဲ ။ငါလည်းတမုံသွားရိုက်အောင်မကိုကနဲ့ကိုကိုကနဲ့ကိုဆိုမှမရိုက်ဘူး။သူများဆိုင်မှာချိန်တိုင်းငါလည်းတမုံသွားရိုက်မယ်ပေါ့အဲ့လိုမျိုးပေါ့။အဲ့လိုစိတ်မျိုးတွေကိုလုတ်တဲ့ဟာလေးတွေပေါ့။ဟုတ်ဟုတ်။အမ်ဘလူးမျိုးထွန်သွားခြင်းလဲဆိုရင် ID ရရှိရမကြိုက်ပဲနဲ့စနေရွယ်တို့အမ်အရွက်ကလေးတွေကိုစိတ်စိတ်ဆက်ဆက်ပြီးတော့ဒီရွက်ရွက်ပိုလေးတွေထက်ထဲလိုက်တဲ့ခါကျလဲလိုက်လို့ရှင်ပိုလှတယ်။အမ်အရွက်ပိုဝိုင်းပိုလှမလားလို့အဲ့အဲ့လိုမျိုးတော့တွေ့ဟာ။အဲအဲလုတ်ချင်နေဆိုရင်တော့တင်ရမှာပေါ့အရင်ဆုံးတော့အဲအဲဒီကလေးတစ်ပါးကြီးလား ရှင်။ဒါပေမဲ့ဒီပိုင်းကြည့်မလေးလား။ရှင်ရှင်။အဓိကလှုပ်ရှင်လေဆိုရင်တော့တင်ယူရမယ်။အဲဒီကြိုက်တက်သွားရင်တော့ဘာမှထူထူထူပြောစရာမလိုတော့ဘူးလေ။နောက်ဆက်ဆက်တွေကကိုယ့်အဝတီထွင်လိုက်အောင်ပဲ။ဒီအဓိကကြိုက်နီးတို့ဘာတို့အဲအဲတော့ဆိုလို့ရင်ငယ်သေးတော့တေဒီဟာတိတ်မကြိုက်တက်မကြိုက်တက်ဘူး။စေးတုတ်တက်အေးဒီအောင်ရအောင်စေးတုတ်ပြီးစေးတုတ်ပြီးစေးတုတ်ပြီးတော့မမေကသူ့ထက်သေးရရှိတယ်။အေးတော့တိတိလေးလေးလောက်တာဒီအလက်ဆိုင်ဆိုမလားဒီနောက်တော့မှဒီအလက်ဆိုင်တို့ဒီဆိုင်တို့ပေါ်လာ တိတ်တိတ်လေးလောက်တော့ဆိုအဲ့မှာမိမေကတင်ပေးတာပေါ့ရှစ်ချက်ရှစ်ချက်အခုလိုပေါ့ရှစ်ချက်ကြိုက်ရအာကြိုက်ကြိုက်မိမေကတင်ပေးတင်ပေးနေတတ်သွားဟုတ်ကဲ့တတ်တော့ဒီအကြီးကြီးပါလိုက်ပြီးစကြိုက်တော့အဲ့အဲ့လိုမျိုးဟုတ်အမလေးလုပ်ငန်းလုပ်တာကတော့15နှစ်လောက်ရှိပြီပေါ့နော်ဟုတ်ဟုတ်အဲအယောင်ပြတ်သွားရင်တော့အဲ့လိုမျိုးပေါ့စိတ်တွေဆိုးဟုတ်ကျဲအဲ့စိတ်တွေဆိုးအဲ့အယောင်ပြတ်တာကြမ်းသုံးကျင်တော့လေအဲ့အစ်စ်ပြန်ပြီးတော့အဲ့အဓိကတောက်တဲ့အချိန်ကြရင်တော့အဲ့လိုမျိုး ဟိုကိုတုတ်လိုက်တဲ့အရာလှနေရင်တော့အဲစိတ်ချမ်းသာ6 6ရက်တိလှသွားရင်တော့အဲစိတ်ချမ်းအဲအချိန်မှာတခွေတရနေရပြည့်ကိုပြုတ်သွားရင်တော့စိတ်တွေကရှုပ်သွားစကုစားနဲ့လောက်တာမဟုတ်ဘူးသာဖလင်အကြီးနဲ့လောက်တာရောက်တုတ်ထားလားဒါတုတ်ထားတာလက်နဲ့ကိုယ်တိုင်းတုတ်ထားတာ A4 size ဝယ်ရတယ် A4 size ဝယ်ရတယ်အဲ A4 size မှာတအုပ်မှာ100ပါတယ်ရွက်100ပါတယ်အဲရွက်100ပါရင်ညီမလေးကရွက်100လုံးတုတ်ရင်ဒီလိုအခုရေး100ထွက်တယ် ဒီပေါ့အယောင်ဆုံး၅မျိုးဆို၅ရောင်ဖြောရတယ်။ဆေးဘူး၅ရောင်ဖြောရတယ်။ဆေးဘူး၅ရောင်ဖြောရတယ်။အဖြူလိုချင်တဲ့လူဆိုလို့ရှိရင်ပေါ့ဒီထဲမှာအဖြူရှိတယ်။အဖြူဆိုရင်အဖြူဆိုရင်ဒီဒီဆေးမုတ်သုံးစရာမျိုးတော့အဖြူဆိုအဖြူတက်တက်ဒါ UPG အဖြူနဲ့ဟုတ် UPG အဖြူနဲ့တုတ်ရတယ်။အဖြူလိုချင်တဲ့တချို့ရဲတွေကရှည်ချင်တဲ့လူဆိုလို့ရှိရင်ဒီအဖြူလေးအမဟုတ်ဘူးဒီလိုအယောင်လေးတွေနဲ့ပဲဆိုလို့ရှိရင်ညီမလေးတို့ကပို့နေကြဒီလိုအယောင်လေးတွေနဲ့ပဲလေတနေ့တနေ့ကို200နှစ်အုပ်300တောက်ရနှစ်အုပ်300ဆို300 200ပြီးသွားပြီ အဲ့တော့ဒီအုတ်ရည်တရားဆိုရင်ဒီလိုအခုရည်တရားထွက်တယ်ဒီလိုဆေးလေးတွေတော့လာဒီလိုဆေးအဲ့လိုဆေးဖြော်တဲ့ဟာကိုဒီဖလင်ရွက်မှာတော့လာဒါတို့ကဒီရောင်တွေကကြာညီမလေးတို့လက်နဲ့တုတ်ထားတာပဲဒါမှမဟုတ်ထားမှုပါလာတာမဟုတ်တခါလေးလာတာမဟုတ် ready မဟုတ်ဘူးတုတ်ထားတာဒီလိုဖလင်အကြီးလေးတွေကိုကိုယ်တိုင်တုတ်ထားတာအဲ့လိုမျိုးအရောင်ထွက်တော့မှ6တော့မှသူတို့တုတ်ပြီး6တော့မှဒီလိုမျိုးကပ်ယူပါအစင်းစင်းလောက်အစင်းစင်းလောက်အစင်းနေအများကြီးပဲ ပင်တော့ပင်မနဲ့အလုံးဆိုတာမပင်မနာမရှိဘူးပင်တော့ပင်မနဲ့သင်ကျင်နေဆိုရင်တော့သင်ပြီးပါတယ်အမေဟုတ်အမေပင်မနဲ့အစင်းစင်းလှုပ်သွားတာဘယ်မှာလွယ်ရမရှိဘူးအဲဒီမနီပြောသလိုပေါ့အဲလေးတဲ့နောက်ရင်းမယ်ဆိုရင်အုပ်အုပ်လေးအာထားတာပစ္စည်းပစ္စည်းအတိအမလားကုန်ကျန်ပစ္စည်းကြီးရသွားတာပေါ့။အဲဘွားအဲ့လိုမျိုးတုတ်တုတ်ကိုကမှိုင်းပန်းဆိုင်ကိုပို့အဲပြီးတော့မှကို့အရင်ဖယ်ရတာပေါ့။မြက်တော့မြက်ပါတယ်။ ။ညမြတ်တို့ညလို့လေစားနိုင်တယ်ဒီလိုမျိုးပို့လိုက်စားလိုက်သိရမလား။ဟုတ်တယ်ဒီလေး။အမမေတို့ကတော့ဒီလိုမျိုးမတူပါဘူးဗော။သမီးကတော့သမီးလို့တက်တယ်လမ်းကိုရေးပါ။ကိုကတော့လက်တက်တယ်။ကိုမမေလည်းလက်တက်တယ်။ဒါပေမဲ့ကိုဒီကိုမောင်မလည်းလက်တက်တယ်။စစ်တာဗောဒီကဒါကိုကိုပိုင်စီးပွားရေးပဲလေ။အိမ်မပူဘဲနဲ့အိမ်ရိတ်မှလောက်ရတာ။နောက်တစ်ချက်အိမ်မှလောက်ရလဲမြေမြေမြေရရတယ်လေ။ဟုတ်။ໃຊ້ແຕ່ອຍ່າງອໍລະມາລຸຍາບາດີແຕ່ຄົນກໍໄດ້ສາມາດ ရတဲ့ကိုကြိုက်တဲ့ရေအတွက်ကနေစမှလို့ရတယ်ဘဏ္ဍခုပဲဖြစ်ဖြစ်တခုပဲဖြစ်ဖြစ်အခုတရားပဲဖြစ်ဖြစ်လှုပ်ပေးပါတယ်ဟုတ်ဟုတ်အဝါဘောဆက်ကြလုပ်ငန်းဥယိုသိန်းအင်္ဂါဆက်ကြလုပ်ငန်းဆိုရင်တည်ပါတယ်ဒီအဲမေးလိုက်တာနဲ့တည်တယ်ဒီအောင်ရတယ်ဟုတ်အယောင်လေးတွေကကိုကြိုက်တဲ့အယောင်မှလို့ရပါတယ်ဘလို့ပုံစံလေးဆက်ဆန်းလိုချင်တယ်ဆိုလဲကိုပုံနေပြအဲ့တော့မှသူတို့လိုချင်တဲ့ပုံစံလေးတွေလည်းလုပ်ပေးပါတယ်ဟာလိမ့်စာတရဖီလန်အိနမတ်၁၁တိုင်း အာနေစီကုန်ကကြီးရက်ကွတန်ခမ်းကျုံမျိုးနေအဲ့လိုပြောလိုက်တယ်နဲ့သိပါတယ်ဟုတ်ကျေးဇူးပါကျေးဇူးများတင်ပါတယ်